ဘဝကိုပြုသဘောဆောင်တဲ့ယူဆိုင်မှုနဲ့ပြောင်းလဲခြင်းရင်ဒီနည်းလမ်းတွေကိုစမ်းကြည့်ပါနံပါတ်1အတွေ့အမြင်ကိုပြောင်းပါကျေးဇူးတင်စိတ်နေ့စဉ်ကျေးဇူးတင်စရာ၃ခုရေးမှတ်ပါအကောင်းမြင်မှာအစိုးတဲ့အလားအလာကောင်းတွေကိုပို့ချပါငါလုံနိုင်နေဆိုတဲ့စိတ်နဲ့အသားစီးတွေကိုအခွင့်အလမ်းဖြစ်မြင်ပါနံပါတ်2နေ့တိုင်းအောင်မြင်မှုတိတိလေးတွေဖန်တီးပါအသေးစားညီမှန်ချက်တွေလုပ်ပါတနေ့ကိုအောင်မြင်မဲ့အရာတစ်ခုသတ်မှတ်ပါ လေ့ကျင့်ကောင်းတွေကိုလက်ကင်ထားပါကျမကြီးနဲ့ညီညွတ်အောင်စတော့ပါလေ့ကျင့်ခန်းလုပ်ပါပြီးမြောက်အောင်လုပ်ပါအစပိုင်းမှာတည်တည်လေးကနေစပါနံပါတ်3ပတ်ဝန်းကျင်ကိုအပြည့်သဘောဆောင်အောင် ဖန်တီးပါအဆုံးပြင်လူတွေနဲ့အတူနေခြင်းကိုလျှော့ပါစားအုပ်စားပေတွေဒီလိုဗီဒီယိုတွေနဲ့ပြုသဘောဆောင်တဲ့အရာတွေရွေးဖတ်ပါရွေးနှားထောင်ပါမိမိကိုယ်ကိုအားပေးတဲ့အလေးချင်းထားပါနံပါတ်၄ကိုယ်အတွက်အကောင်းဆုံးပါခြင်းဖြစ်အောင်နေပါအတိတ်ကအမားတွေကိုသင်ခန်းစာအဖြစ်သုံးပါအနာဂတ်အတွက်စိတ်ကူးယဉ်ပြီးလက်တွေ့လှုပ်ဆောင်ပါကိုယ်တန်ဖိုးကိုသိပါသူများနဲ့မနှိုင်းယှဉ်ပါနဲ့နံပါတ်၅စိတ်ချမ်းသာစေမယ့်အလေးအကျင့်များ တရားထိုင်မှာတနေ့ကိုမိနစ်20တရားထိုင်မှာတဘာဝနဲ့ထိတွေ့ပါအချိန်ကိုစီမံခန့်ခွဲပါဖြုံးနည်းရာတွေကိုရှောင်ပါ နံပါတ်6သူများကိုကူညီပါဥပမာအလှလှုပ်တာငွေအလူအရှိန်အလူပညာအလူစတာတွေကိုကိုတက်နိုင်သလောက်လုပ်ပါ ရှင်းမွန်စကားပြောပါအပြုံးနဲ့တုတ်ပြန်ပါနံပါတ်9အိမ်မက်ကြီးပါ သို့တော့လက်တွေ့ကြပါစေတင့်ရီမှန်ချက်တွေကို ပုံနဲ့ဖော်ပြပါအဆင့်လိုက်လုပ်ပါကြီးမားတဲ့ပန်းနိုင်ကိုတင်းငယ်တဲ့အဆင့်တွေခွဲပါတနည်းတလန်းနေ့စဉ်အနည်းဆုံးတစ်ခုခုလှုပ်ဆောင်ပါနံပါတ်၈မိမိကိုယ်ကိုရှိပါ အေးဝဝအိပ်ပါကိုလက်လှူရှားမှုလုပ်ပါကိုကိုကိုခွင့်လွတ်ပါအမားတွေကိုတင့်ကိုတင်စူပူကြံတန်းချင်းမလုပ်ပါနဲ့ကိုပိုင်အသာချက်တွေကိုတတိရပါငါမှာအသာချက်ရှိတယ်ဆိုတဲ့စကားကိုနေ့တိုင်းပြောပါနံပါတ်9လူမှုဆက်ဆံရေးကိုအပြုသဘောဆောင်စွာတိဆောက်ပါအပြုသဘောဆောင်တဲ့လူတွေနဲ့ပေါင်းသင်းပါတင့်ကိုအားတက်စေမဲ့သူတွေနဲ့အချိန်ဖြုံးပါအကူအညီတောင်းပါလိုအပ်ရင်မိသားစု မိတ်ဆွေတွေစီရရဲ့ဝုန်းဝုန်းအတိုင်းမှာအပြုံးနဲ့မြစ်တာဖြတ်မှာနေတိုင်းလူတယောက်ကိုရှီမွန်စကားပြောပါနံပါတ်30အနာဂတ်အတွက်ယင်းနီးမြုံနံပါငွေကြေးစီမံခန့်ခွဲမှုအ ਨੇ ဆုံး၁၀ရာခိုင်နှုန်းကိုစုဆောင်းပါကြွညင်မှုကိုတိုးတက်အောင်လုပ်ပါစာအုပ်တွေဖတ်ပါကျမ်းမာရေးကိုအလေးထားပါနေ့စဉ်လမ်းလျှောက်ရှင်ရေမြမြတောက်ရှင်တို့ကိုဂရုစိုက်ပါနံပါတ်7ပျော်ရွှင်မှုကိုရွေးချယ်ပါအရင်ကြီးစဉ်းစားမနေပါနဲ့တခါတလေလွယ်လွယ်နဲ့ပျော်အောင်နေပါဝါသနာတစ်ခုခုကိုလုပ်ပါဂီတာပကြီး အကစားစရတွေနဲ့စိတ်လက်ပေါ်ပါအောင်နေပါလက်ရှိအခိုက်အတန့်ကို ခံစားပါအခုကောင်းနေရင်အနာဂတ်လည်းကောင်းမှာပါဘဝကိုပြည့်စုံဆောင်စွာပြောင်းလဲဖို့ဆိုတာအတွေးအခေါ်အလေးအကျင့်နဲ့လောရက်တွေအလုံးကိုစနစ်တကျရွေးချယ်မှုတွေပဲဖြစ်ပါလေစတင်ဖို့နောက်မကြပါဘူးအခုပဲပထမဆုံးခြေလှမ်းကိုစတင်လိုက်ပါတင်းရဲ့တိုးတက်မှုကိုရှိကျူးပါတင်းငယ်တဲ့အောင်မြင်မှုတွေကိုတောင်ဂုဏ်ယူပါဘဝဆိုတာရွေးချယ်မှုတွေစုစည်းမှုတွေပါအပြည့်စုံဆောင်တဲ့ရွေးချယ်မှုတွေကတင်းဘဝကိုတဖြည်းဖြည်းပိုကောင်း င်းလာစီမှာပါဒီအချက်တွေကိုဒါအမြဲလက်ကင်ထားရင်ကိုဘွားဘယ်နေရာဘယ်တက်ရောက်ရောက်ပျော်ရွှင်တဲ့ဘဝကိုအမြဲပိုင်ဆိုင်နေရမှာပါ